တိုင်းစီတီကအကြောင်းတစ်ခုမှာတရဲတွေကဝန်ထမ်းနဲ့ဆရာမယောင်ဆောင်သွားလာနေတဲ့ဖြင့်ကျောင်းပိတ်လိုက်ပြီဖြစ်ကြောင်းအဆိုပါကျောင်းရဲ့ပိုင်ရှင်ကိုယ်တိုင်မှထုတ်ပြောလာတယ်။ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ခုတလောမှာဆိုရင်တော့အွန်လိုင်းမှာရေပန်းစားနေပြီးတော့လူများကြားမှာရေပန်းစားနေတဲ့တရင်တစ်ခုဟာဆိုရင်ဖြင့်တိုင်းစီတီကကျောင်းတစ်ခုမှာတရဲတွေကဝန်ထမ်းနဲ့ဆရာမယောင်ဆောင်ကသွားလာနေကြတယ်ဆိုရဲ ဖြစ်စဉ်ကြောင့်မလို့အဆိုပါ International School အနေဖြင့်ပိတ်ချလိုက်ပြီဖြစ်ကြောင်းကိုကျောင်းရဲ့ပိုင်ရှင်ကိုယ်တိုင်မှ Social Media Internet ပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အများပြည်သူတွေကြားရကပြောဆိုမှုတွေထဲမှာတိုင်းစီတီကကျောင်းတစ်ခုမှာတရေတွေခရရထားလို့ကျောင်းမှာပြောင်းပြေးရတယ်ဆိုတဲ့ post ကိုဖတ်လိုက်ရတာအစားတော့ဖြစ်ကောဖြစ်နိုင်မှာမလားလို့တွေးလိုက်ပါသေးတယ်။ comment တွေဝင်ဖက်ကြည့်တော့မှကြောချမ်းစရာကြီးပါ။ကြောက်စရာကြီးပေါ့။ ကျွန်တော်တင်ဆိုင်ကနာနာဘဝရကအခုထိမကျွတ်လွကြသေးဘူးထင်တယ်ဆိုပြီးတော့ရေးသားပေါ်ပြထားသလိုဝန်ထမ်းဆရာဆရာမတွေလိုလူရောင်ဆောင်ပြီးတွာလာနေကြတာတွေခွင့်ယူပြီးတော့မလာတဲ့ဆရာမတွေရဲ့ပုံစံဟန်ဆောင်ပြီးတော့ကျောင်းထဲမှာပုံမှန်အတိုင်းတွာလာနေတာတွေကလေးတွေကိုဆရာမအယောင်ဆောင်ပြီးတော့အတူလိုက်စွနေတာတွေရှိလာလို့ကျောင်းကိုနေရာပြောင်းလိုက်ရပါတယ်ဆိုရဲ post group ကိုဖတ်လိုက်ရတယ်။တိန်းထောင်ကြီးရင်းထားတာပလုံရောတဲ့ပြောပါတယ်အဲ့ဒီနေရာကအရင်ကလေးကကျွန်တော်တင်ဆိုင်မှာလို့ ။တင်းကျိုင်းကိုနေရာရွှေ့ပြီးအစာအုပ်တွေစောက်ထားတာ။ကြံနေသေးတဲ့မမြင်ရတဲ့အကောင်တွေလည်းရှိချင်ရှိနေအောင်မဆိုပြီးတော့အထူးမျှဝေလာခဲ့ပြီးတော့ဒီထဲကမှအဆိုပါ International School ရဲ့အကြောင်းပိုင်ရှင်ဖြစ်တဲ့မတန်းမွန်အောင်အနေနဲ့သူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားဖော်ပြထားတဲ့အစာရီတွေကမှကျောင်းဖောင်တော်များစီးပွားရေးလုပ်ငန်းရှင်များအစာအုပ်တွေငားမယ်ဆိုရင်မြင်ရမမြင်ရကိစ္စတွေတိချောင်စီစစ်တတိထားရွေးချယ်ကြပါကျမတို့တင်ထောင်ကြီးအကုန်ခံပြီးမ အဆုံးရှုံးခံရတယ်လို့မဖြစ်ပါစေနဲ့အစားအုပ်တစ်ခုဟာ immediate investment များပါတယ်ကိုကတော့ခေပညာတန်းမလို့အယုံကြည်မရှိပါဘူးလောက်ချကောင်မှမယုံလို့မရတဲ့အခြေအနေမျိုးကြုံလာခဲ့ရင်တော့ကိုပဲဆုံးရှုံးရမှာပါရှုံးတာမယုံတာကတော့တပိုင်းမှာအစားစားရရာတတိထားတာကဘာကြိုးမှမရုပ်ပါဘူးကျမလဲဒါတွေကိုရှုံးတာမယုံတာထက်ကိုကိုကို distance မလုပ်နိုင်ပါဘူးကိုရဲ့စိတ်ဆွမ်းသူတို့ပေါ်ထားရှိရဲ့မြစ်တာတွေလူတွေအပေါ်မလိညာမယုံမှဘူးတာတွေ ကိုချင်းသီလာတွေကိုအယုံလွယ်ပြီးတော့ခေါင်းမမာနဲ့တိန်ထောင်ကြီးလှုပ်ချပူးခဲ့တဲ့အမားတွေလှုပ်ခဲ့မိလို့ပါ။ကျောင်းဆောက်ရှာနေတဲ့ဖောင်တာတွေကို အချိန်အားငွေအားမကုံဆုံးစေခြင်းလို့ပါမှတ်ချက်အနေနဲ့ကတော့တရေကြောက်လို့ပြောင်းတာတော့မဟုတ်ပါဘူးအဖက်ဖက်ကိုစင်စာတွက်ချက်ပြီးတော့ပြောင်းခြင်းမှာကျောင်းပုံစံဖို့ဖို့မားကဲနဲ့မကန့်ညီခြင်းအဲ့လိုအရေးရောင်တွေကဘေးထိကိုဥတီနိုင်မှမသိတော့အနေရကိုဥတီရလားစားနောက်ရုံလားဆိုတာမသိတော့ကလေးတွေတည်းစိုးရိမ်ခြင်းတို့ကြောင့်ပြောင်းခြင်းဖြစ်ပါတယ် ဆိုင်ရပါရမြထိခိုက်စီလိုတဲ့စိတ်ဆန္ဒတစွန်းတစားမှမပါပါဘူးဆိုပြီးတော့လေအခုလိုမျိုးပဲအဆိုပါ International School ပါရှင်ဒေါ်တန်းမွန်အောင်ကသူ့ရဲ့ Internet လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားဖော်ပြလာတာကြောင့်အများပြည်သူလူအများရဲ့ကြားမှာဆိုရင်တော့ဒီကိစ္စဟာလူပြောများစရာကိစ္စတခုဖြစ်နေပြီးတော့မှတ်ချက်တွေထဲမှာဆိုရင်တော့ဖြင့်တိုင်းစီးတီးမှာစာတင်လာတာ၄နှစ်ကျော်လောက်ရှိနေပါပြီတယောက်တည်းဂျယ်လီကားတွေတော့အင်္ဂလာဆိုလေတယောက်တည်းတော့ စိတ်ထဲမှာတော့မတူမတန့်ဘာမှကိုမခံစားကြရတာပါဒါပေမဲ့အလုံးနဲ့နေရဆိုပြီးတော့နိုင်ရှိချမ်းဘက်ကဒေါနာလန်ကမီနီကွင်းတို့မှနေတာတယောက်ဆိုရင်ကျမအခန်းထဲကမှွင့်ရပေါ်မှာသပင်ဖားရကြီးချပြီးထိုင်နေတာကိုမြင်ပြီးတော့တော်တော်လေးကိုကြောက်သွားပါတယ်အဲ့ဒါကျမတို့ကနှလွားငါးလောက်မှကြတော့အတိတယောက်ရဲ့သပင်ကိုလှမ်းဆွဲတာပါတယ်အဲ့ကတိုက်ရှစ်လာမှစာသားတင်တာဓာလီကားထဲမှာကောင်မလေးကအတူပါလာတာ လူပဲထင်တာပေါ့နောက်တော့ရှစ်လာတကားပွန်တော့ပြန်ဆင်းသွားတော့လှည့်ကြည့်လိုက်တာမရှိတော့ပါဘူးလေအဲ့ဒီမတိုင်ခင်တလန်းကျော်ကတပီလန်းကမီနီကွင်းတို့ပါပဲအိမ်မက်လာပေးတာအင်္ဂလိပ်ခိခဲကအခုထိမကြွတာလို့ပြောပါတယ်အဲ့ဒီနေရာကသူတို့နေရာပေါ့ကိုလေအပြင်းမာတာကြောက်တတ်တာအိမ်မက်ထဲမှာသူရဲကောင်းငါနေရငါနေတာဘာဖြစ်လဲဆိုပြီးတော့ခက်ချင်းနေမဲ့ပြန်ပြောဖြစ်တာပါနောက်ပြီးတော့တိုင်းစီတီအနောက်ဘက်မှာစီပင်သားရဝင်းရှိတော့အသိရှိလို့တညာတော့အလဲအိတ်တာနင်လာမနေနဲ့ငါတို့ဘာသာငါတို့တောင်ကြက်နေတာနေစရာမရှိဘူးလို့ပြောပါတယ် မရပါဘူးအိမ်မက်ထဲမှာအပြိုင်ပြန်ပြောတာပေါ့ငါ့ကိုလာပြီးတော့အမိတ်မပေးနဲ့ငါနေရှင်တဲ့နေရာမှာငါနေမှာဆိုပြီးပြောတော့နင်မယုံရင်ပြမယ်ဆိုပြီးတော့အရွယ်ဆုံးစိုက်ဆုံးပုံမှန်တရံမှန်မှန်ခလေးလူကြီးအားလုံးပြိတိတ်နေရပဲပြီးတော့မှသူတို့ကဆီယာမနင်ကစိတ်ထားကောင်းနေတက်လက်တက်နိုင်နေဆိုပြီးတော့ငါတို့အားလုံးအတွက်နင်အလူလုပ်ပေးပါရဲ့ဝိုင်းပြီးတော့တောင်းဆိုကြတာပါ ပြီးတော့မှစဉ်းစားကြည့်တော့မှအရန်ကြောက်တဲ့ကိုကလုံးဝမကြောက်ပါဘူးကိုကသူတို့ကိုတနာတာပါ အဲ့ဒါနဲ့ဝါဆိုလာပြင်နာနေပြီဆိုတော့သင်ငန်းပရိတ်ခရာနဲ့တိချာလူပြီးအမျှဝေပေးမယ်လို့ပြန်ပြောလိုက်ရပါတယ်။နောက်တော့ကိုလေတဲ့ဘေးရင်ကအန်တီကသူ့ခြံဝန်းထဲမှာဂျင်းပြာနဲ့ကောင်းလေးကိုခဏခဏတွေ့ပါတယ်။အရင်ကအခုတော့မတွေ့ရတော့ဘူးဆိုတော့ကိုကလည်းသူတို့ကျွတန်းဝင်သွားကြတာဖြစ်မှာဆိုပြီးတော့ပဲတွေးလိုက်ပါတယ်။ဒါရီအားလုံးကတော့တိုင်းစီတီရဲ့အရှိချမ်းအနောက်ပါဝန်းကျင်တွေမှာတွေ့ရတဲ့ကိုတွေ့ပါပဲ။တိုင်းစီတီမှာတော့တကယ်ကိုစိတ်ထဲမတဏနာတောင်မခံစားမိပါဘူးဆိုပြီးတော့လေ မှတ်ချက်တွေကိုအထွေထွေရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ဆိုရှယ်အင်တာနက်ပေါ်မှာဆိုရင်တော့အဆိုပါ International School ပိုင်ရှင်ရဲ့ရေးသားထုတ်ဖော်မှုကိုမျှဝေမှုတွေအများကြီးမှများနေပြီးတော့တိုင်းစီတီဟာအရင်ကကျန်တော်သင်းတိုင်းကိုရွှေပြီးတော့စောက်လုပ်ခဲ့ရတာဖြစ်တာမို့လို့ဒီလိုကိစ္စတွေဖြစ်တာမဆမ်းမှုဆိုပြီးတော့လည်းမှတ်ချက်ပြုနေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီသတင်းအကြောင်းအရာလေးကလည်းအခုတလောမှာရေးပန်းစာလူပြောများနေတာဖြစ်တာမို့လို့ကျမတို့ The Red Carpet မြန်မာ Channel ရဲ့ပရိသတ်ကြီးတို့လည်းမသိလိုက်ရမရှိရလေအောင် ဖော်ပြမျှဝေတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။ပရိသတ်စီတွေအတွေ့အမြင်တွေကိုလည်းဒီဗီဒီယိုလေးရဲ့ comment အောက်မှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါရှင်။ハハハハ